မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့နေပြည်တော်ကိုဗဟိုပြုတ်ပြီးတော့ဒီကနေ့မနက်အစောပိုင်းမှာငလျင်လှုပ်ခတ်သွားပြီးပြည်သူများနဲ့နန်စီဒီယန်ဝန်ထမ်းတွေအကုန်လုံးထိတ်လန့်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့ April 14ရက်နေ့မနက်2:32မိနစ်အချိန်မှာနေပြည်တော်ဒိုက်ခိနာတေရီမြို့နယ်အနီးမြေအောက်အနက် 9.6ကီလိုမီတာကိုဗဟိုပြစ်ပြီးတော့ Richter scale 4.8အဆင့်နဲ့အင်အားအသင့်တဲ့ရှိတဲ့မြေငါလျက်တစ်ခုထွက်မှန်လှုပ်ခတ်သွားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BNL ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ဒီမနက်အားလုံးအိမ်မောကျနေတဲ့အချိန်မှာငလျင်လှုပ်သွားတာတော်တော်ကိုသိတာတယ်အဲ့ဒါအကုန်ထပြေးရတာ ဒီတခါလောက်တာကလည်းအတော်ကိုကျမ်းပါတယ်မလျင်လှုပ်ပြီးတော့အပြင်မှာပဲထွက်ပြီးတော့ငုတ်တုတ်ထိုင်နေရတယ်လို့နေပြီးတော့ရွှေကြပင်ရက်ကွက်ကပြည်သူတို့ကပြောပြထားပါတယ်နေပြီးတော့ကနန်းစီရီယံဝန်ထမ်းအများစုဟာလည်းဒီကနေ့မနက်ပိုင်းမှာလှုပ်ခတ်သွားတဲ့ငလျင်ကြောင်ဝန်ထမ်းမိသားစုများအလုံးထိတ်လန့်တုန်လှုပ်ကုန်ကြတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ ဒီကနေ့ April 14ရက်နေ့မနက်2:32မိနစ်အချိန်မှာတောင်တွင်းကြီးမြို့ရဲ့တောင်အရှိတောင်ဘက်ဆက်နံမိုင်ကအကွာအနက်17ကီလိုမီတာကန့်ကိုဗဟုပ်ပြပြီးတော့ AR Richter scale ငါးအဆင့်ရှိတဲ့အင်အားအသင့်တွေရှိတဲ့မြေငလင်တစ်ခုလှုပ်ခတ်သွားတယ်လို့ဖော်ပြထားပါတယ်။ဒီမနက်2:33မိနစ်မှာတောင်တွင်းကြီးမြို့ပေါ်မှာလဲစက္ကန့်20လောက်တိတိတသားငလင်လှုပ်ခတ်သွားတယ်လို့တောင်တွင်းကြီးမြို့ကပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်။အလားတူပဲမနေ့က April 13ရက်နေ့မြန်မာစံတော်ချိန်ည7:16မိနစ်အချိန်မှာ မောက်မယ်မြို့ရဲ့အရှိတောင်ဘက်36မိုင်ခန့်အကွာအနက်10ကီလိုမီတာခန့်ကိုဗဟိုပြပြီးတော့အင်အား Richter scale 3.9အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြေငလင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတိုင်းနိုင်ငံလုံးမှာသခိုင်းငလျင်ကြီးကြောင့်ပြည်သူများထောင်ချီတိတ်ဆုံးခဲ့ပြီးတော့အပြက်အစီးတွေကြီးမားခဲ့တော့လဲအကြံဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့စစ်အရာရှိကြီးတွေကတော့နေပြည်တော်မှာတကြံပွဲပြုလုပ်ပြီးတော့ပျော်ပါနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မင်းအွန်လိုင်းစိုးဝင်းအောင်လင်းတွေးအပါဝင်စစ်ကောင်စီရဲ့ထိတ်တန့်အရာရှိကြီးများဟာ ဧပြီလ23ရက်နေ့မှာနေပြည်တော်မြို့တော်ဝန်မန်တဲ့နေပြည်တော်လမ်းလျှောက်တကြံတော့ကိုတွားရောက်ပြီးတော့ဖွင့်လှစ်ပေးခဲ့ပြီးရေပတ်ခံခြင်းအလားပြကားများနဲ့လှည့်လည်ပြသမှုတွေကိုကြည့်ရှုခြင်းရေပတ်ကစားခြင်းများကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်နေပြည်တော်မှာတနခါလိန်တရုတ်ဖော်မှုများပြုလုပ်ခဲ့ရမှာမင်းအွန်လိုင်းကလွဲပြီးတော့ဒူးချုပ်စုံဝင်းအပါအဝင်ဘိုးချုပ်များအလုံးရဲ့ပါးတွေမှာတနခါအလိန်ခံခဲ့ကြပြီးတော့အဲ့ဒီတနခါအလိန်ခံထားတဲ့စိုးဝင်းနဲ့ဘိုးချုပ်တွေရဲ့စောက်ခွက်ပုံတွေကိုပြေပကိုပြန့်နှံ့ခြင်းမပြုစေဖို့အတွက်စစ်ကောင်စီကတားမြစ်ထားတယ်လို့ပြောပါတယ် ်တက်ချုပ်ကလွဲရင်ပြန်တဲ့ဘိုးချုပ်တွေအားလုံးသူတို့ရဲ့စောက်ခွက်တွေမှာတနခါတွေအလိမ့်ခံခဲ့ကြပါတယ်အဲ့ဒီဓာတ်ပုံတွေကိုပြေပကိုပေါက်ကြားသွားတာမျိုးမလုပ်ဖို့တားမြစ်ထားပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောဆိုထားပါတယ်အချမ်းဘတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကတော့အခုဒကြံကာလာအတွင်းမှာနေပြည်တော်နဲ့ပြည်ဦးဝင်တို့မှာသွာလာနေထိုင်မှာဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့လေပတ်သူမရှိဘဲနဲ့၆ကတ်နေတဲ့နေပြည်တော်လမ်းလျှောက်ဒကြံမှာ လူစီ90ရေးအတွာတွားရောက်ပြီးတော့လဲပတ်ကြရန်မလင်ဒန်တဲ့နဲ့နန်းစီဒီယန်ဝန်ထမ်းတွေနဲ့သူတို့ရဲ့မိသားစုတွေကိုဌာနဆိုင်ရာများကဖိအားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအေပီလ73ရက်နေ့မွန်လွဲပိုင်းမှာနေပြည်တော်လမ်းလျှောက်ကြကြံကိုစတင်ဖွင့်လှစ်ပေးခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့စစ်ဗိုလ်ချုပ်များလာရောက်လဲပတ်ခဲ့တယ်လို့သိရပါပါတယ်။အဲဒီနောက်မှာတော့နန်းစီဒီယန်ဝန်ထမ်းများနဲ့သူတို့ရဲ့မိသားစုဝင်တွေကိုနေပြည်တော်လမ်းလျှောက်ကြကြံကိုတွားရောက်လဲပတ်ကြရန်ဌာနဆိုင်ရာအကြီးအကဲတွေက အတင်းအကျပ်ဖိအားပေးနေတယ်လို့သိရပါဗယ်။ဘဲမှမတော်ရင်တော့မှနေပြည်တော်လမ်းလျှောက်တကြံကိုတွားဖို့ပြောပါတယ်။ကလေးတွေရောလူငယ်တွေရောမိသားစုလိုက်အတွားပြန်ကားစီစဉ်ပေးမယ်။တကြံတရက်တော့တွားရမယ်လို့ပြောတယ်။ခါနာအလိုက်မိသားစုဝင်နေအားလုံးတရက်စီကိုအလဲကျပို့ပေးမယ်လို့ပြောပါတယ်။ငါလျင်ကြောက်လူတွေတောင်မှလမ်းဘေးမှာတဲနဲ့နေနေရတာကိုလမ်းလျှောက်တကြံကိုထပ်ပြီးတွားခိုင်းတာကတော့အတော်ကိုအဆင်မပြေပါဘူးလို့ယာယီတဲနဲ့နေထိုင်နေရတယ်။နေပြည်တော်ကနန်းစီဒီယမ်ဝန်ထမ်းတို့ကပြောပြထားပါဗျ။ မနေ့ကတကြံအချိုနေနဲ့ဒီကနေ့တကြံအချနေမှာလဲနေပြီးတော့လမ်းလျှောက်တကြံမှာပြင်ပကလာရောက်သူမရှိပဲဝန်ထမ်းများနဲ့အတင်းကျပ်လာရောက်ခိုင်းခံထားရတယ်ဝန်ထမ်းမိသားစုများနေပြီးတော့ပဝင်းကျင်ကကြေးရွာတွေကပြည်သူတို့လာရောက်ခဲ့ကြပြီးတော့စီကားမှုမရှိပဲနဲ့၆ကတ်နေတယ်လို့သိရပါတယ်ဒါအပြင်စစ်တပ်ကနေပြီးတော့စစ်ရုံးနဲ့ဝေကြီးဌာနများအလိုက်ဌာနတွင်တကြံပွဲများကိုလည်းပြုတ်လုခိုင်းနေပြီးတော့စတုဒီသားအဖြစ်နဲ့မုံလုံးကြီးပေါ်ရွှေရင်အေးမုတ်လက်ဆောင်တကြံထမင်းတို့ကို TSC အလိုက်အလဲကျလာရောက်ပြီးတော့လုံအားပေးချက်ပြုတ်ခိုင်းနေတယ်လို့သိရပါတယ် ်အရင်ကဆိုရင်တော့ပြောပါတယ်ဒီနေ့ကနေစရာလဲပျောက်ကိုယ့်ရဲ့မိတ်ဆွေတချို့လဲဆုံးရှုံးခဲ့ရတော့ဘာမှအတိတ်တွေရှိမနေဘူးလို့ဇေယျသီရီမျိုးနဲ့တမတော်ကြီးရေလေးမိသားစုကြံပွဲကိုအတင်းကျပ်တက်ရောက်ရန်ဖိအားပေးခံရသူစစ်အင်ဂျင်နီယာတက်ကအင်ဂျင်နီယာတက်ချက်ကြီးတဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့အကူအညီတောင်းကျင်တာလေးတခုကတော့ အပ်ဒိတ်ဖြစ်နေတဲ့သတင်းများကိုအစီအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာမြေမြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစီအအမြဲတမ်းအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မနေ့ကကြကြံအချိုနေကရခိုင်ပြည်နယ်ကြောက်တုံမြို့နယ်နဲ့ချင်းပြည်နယ်မင်းတပ်မြို့နယ်တို့ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာ ပြည်သူ၃ဦးဒဏ်ရာရရှိခဲ့ပြီးတော့ခရီးရန်ဖျားရှိခိုးကြောင်းပြက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဧပြီလ23ရက်နေ့ကြံအချိုနေ့မှာစစ်ကောင်စီကကြောက်တော်မျိုးပေါ်မှာရှိတဲ့ရက်ကွက်များကိုလေတောင်းကနေဘုံကျဲတက်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ကြောက်တော်မျိုးတွေကရွှေချောင်းဖုံးတော်ကြီးချောင်းအနီးရက်ကွက်နှစ်ခုကို Jet Fighter နဲ့ဘုံကျဲသွားခြင်းဖြစ်ပြီးတော့အသက်10နှစ်အရွယ်မတ်ချစ်နှင်းဝေအသက်28နှစ်အရွယ်မတ်ကြည်ကြည်ဝင်းနဲ့အသက်34နှစ်အရွယ်မတ်ဦးတန်းမေတို့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။စစ်တပ်ကပေါင်900ဘုံနှလုံးနဲ့တိုက်ခတ်ခဲ့ပြီးတော့ ်လူနေအိမ်ငါးလုံးထက်မနေလဲထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်အာနာတိတ်အချက်ဘတ်ဆက်တက်ကအပြစ်ခတ်ရက်စဲထားကြောင်းကြေညာထားတော်လဲဂရိကိုချိုးဖောက်ပြီးတော့ဒကြံအချိုနေမှာကြောက်တော်မျိုးကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ကြောက်တော်မျိုးဟာအရခတ်တက်တော်အေအေတိမ့်ပိုက်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးတော့အရက်သားများနေထိုင်ရမြို့လဲဖြစ်တယ်လို့သိရပါတယ်အလားတူပဲမနေ့ကညနေ၄နာရီဝန်းကျင်အချိန်မှာချင်းပြည်နယ်မင်းတပ်မြို့ မြို့မှာနှစ်ချင်းခရိယံဖះเจ้าကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွာဖះเจ้าဟာလုံးဝကိုပြတ်စည်းသွားတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲချခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်အချက်မှတ်စစ်တပ်ကအေပီလာ၂ရက်နေ့ကနေအေပီလာ22ရက်နေ့အထိအပြစ်ခတ်ရဲစဲเจ้าကြီးညာထားတော်လေလက်တွေ့မှာတော့နိုင်ငံတော်အလုံးမှာလေးเจ้าတိုက်ခိုက်မှုများဇက်တိုက်ကျူးလွန်လျက်ရှိတယ်လို့တော်လိုက်တပ်ဖွဲ့များကကြီးညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမြို့နယ်မော်တော်ကြီးရွာမှာမြမရိုးရာနဲ့တကူတကြံကာလမှာစစ်မှုထမ်းခိုင်းရန်လူငယ်များကို ပြူစော်ဒီများနဲ့စစ်တပ်များကဝင်းရောက်ဖမ်းဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ23ရက်နေ့မှာသခိုင်းတိုင်းကံဘလူမြို့နယ်မော်ရော့ကြီးွာကိုနေ့လယ်ပိုင်းအချိန်မှာပြူစော်ဒီများနဲ့စစ်တပ်များကဝိုင်းဝန်းပိတ်ဆို့ကအရွယ်ရောက်ပြီးသားစစ်မှုထမ်းရန်အကြုံးဝင်နေတဲ့လူငယ်အယောက်90ခန်းကိုဝင်းရောက်ဖမ်းဆီးပြီးတော့ပေါ်တာဆွဲသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီကြီးွာဟာပြူစော်ဒီခေါင်းဆောင်ဝါတော်ဝဖုန်းကြီးရဲ့ကြီးွာဖြစ်တယ်လို့သိရပါဗါတယ်။ဝါတော်ဝအကြောင်းရှိရာ မော်ရော့ရွာမှာ နေ့လေခင်းမှာစစ်တပ်ကဝိုင်းဝန်းပိတ်ဆို့ပြီးတော့လူငယ်အယောက်90လောက်ကိုစစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲသွားပါတယ်ပြူစောတီခေါင်းဆောင်ဖုံးကြီးဝါတော်ဝါဟာမော်တော်ရွာမှာမနေပါဘူးသူကအမတ်606အမြောက်တိုင်ရင်ထဲမှာနေတာပါလို့ဒေသခံသတင်းအရင်းမြစ်ကရှင်းပြထားပါတယ်မော်တော်ကြီးပါကမွတ်စလင်ဘာသာကိုကိုးကွယ်တဲ့လူငယ်တချို့ကပါစစ်တပ်ကစစ်မှုထမ်းခိုင်းရတဲ့အတွက်ပေါ်တာဆွဲသွားတယ်လို့သိရပါဗျ။မော်တော်ကျေးရွာဟာရွာသူရွာသားများစုပေါင်းနေထိုင်ကြတဲ့ကျေးရွာတစ်ခုဖြစ်ပြီးတော့အများစုဟာစစ်မှုမထမ်းခြင်းကြောင့်သတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီးရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံး BN ရဲ့အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ